皆さんこんにちは。えー、ဒီဂျပန်မှာပေါ့နော်။ကားလိုင်စင်ပြီးတော့ဒီဆိုင်ကယ်လိုင်စင်ပေါ့နော်။လိုချင်တဲ့သူတွေပေါ့နော်။အော်ဒီလိုင်စင်လိုချင်ရဲ့ဘယ်လိုပုံစံမျိုးနဲ့ဒါယူလို့ရလဲဆိုရဲဟာပေါ့နော်။အသေးစိတ် share လုပ်ပြပါမယ်။ မကားလိုင်းစင်ပဲဖြစ်ဖြစ်ပေါ့နော်ဒါဆိုင်ကယ်လိုင်းစင်ပဲဖြစ်ဖြစ်ဒါလိုင်းစင်ယူတဲ့နေက၃နှစ်ရှိရပေါ့နော်နံပါတ်၁ကကျတော့ဒီဂိုက်ကူကူမင်းခေါခီဒီခါရဲ့လို့ပြောတယ်ပေါ့နော်ဒီမြန်မာရေမောင်းလိုင်းစင်ကနေပြီးတော့ဒါဂျပန်ရေမောင်းလိုင်းစင်ကိုချိန်နေနေပေါ့နော်အဲ့ဒါတခုရှိမြေပေါ့နော်နောက်နံပါတ်၂ကကျတော့ဒီ Ipasushkin ပေါ့နော် Ipasushkin ဆိုတာကကျတော့ဟိုမှာဓာတ်ရိုက်ဆောင်ပွဲဖြစ်တာပေါ့နော်ကားကြောင့်မတက်ပင်နဲ့ဓာတ်ရိုက်လိုင်းစင်ဟိုမှာရေးဖြစ်ရောအမောင်းရောဖြစ်ပြီးတော့လိုင်းစင်ယူရဲနေရေပေါ့နော် အဲနောက်နံပါတ်3ခုမြောက်ကကျတော့ဒါကားချောင်းတက်တာပေါ့နော်။နေရဆိုပြီးတော့ဒါ3ခုရှိရပေါ့နော်။ Okay ဒီကားချောင်းတက်တဲ့ခါမှာကျတော့ပုံစံနှမျိုး꿰ွားရပေါ့နော်။အဲဒါကိုရဲ့အိမ်အနီးနားမှာရှိတဲ့ကျောင်းမှာကိုအားတဲ့ချိန်တွတ်တက်တဲ့ပုံစံမျိုးရပေါ့နော်။နောက်တစ်ခုကကျတော့ဒီကျောင်းမှာပဲကန့်ဝင်တာပေါ့နော်။ကျောင်းမှာပဲနေပြီးကျောင်းမှာပဲစားပြီးတော့ပေါ့နော်။ဒါတက်တဲ့ပလာပေါ့နော်။အာဂတ်ကူလို့ခေါ်တာပေါ့နော်။အဲအဲ့ဒီဟာရဆိုပြီးတော့ဟောဒါရှိရပေါ့နော်။အဲ့ဒါကြောင့်မို့ဒါ line စင်ယူမယ်ဆိုရင်အဲ့ဒီ3နှစ်ရှိရပေါ့နော်။ Okay အမှကကျတော့ဒီ ဘယ်ဟာကပို့ပြီးတော့ဈေးသက်သာလဲဆိုတဲ့အခါကျတော့ဒီ main cookie ဒီခါရဲ့ပေါ့နော်အော်ဒီ license ချင်းနဲ့ဟာနဲ့ဒီတိုင်းရိုက်ဖြင်းနဲ့ဟာနဲ့က average ပေါ့နော်ဒါရက်2000ကနေပြီးတော့3000ကျားပဲဒါကုန်နိုင်တယ်ပေါ့နော်အဲဒီကားချောင်းတက်ပြီးတော့ဒါဖြည့်တဲ့အခါမှာကကျတော့အော်ဒီနှစ်ပတ်ကျောင်းတက်တာကပို့ပြီးတော့ဈေးသက်သာတယ်ပေါ့နော်အော်ဒီကိုရတဲ့အချိန်တက်တဲ့ဟာထက်ဆိုင်ပေါ့နော် အဲကိုအားတဲ့ချိန်တော်တော်တက်တဲ့ဟာကကြတော့ဒါခမန်းကြီးပေါ့နော်ဒါကခရိုင်ပေါ်လဲမူတည်ရယ်ပြီးရခါကြတော့ကိုတက်တဲ့ကိုရွေးတဲ့ကြောင်ပေါ်လဲမူတည်ပြီးတော့ဈေးကကြတော့ဒါကွာရယ်ပေါ့နော် every year ပြောမယ်ဆိုရင်တော့ဒါ28000လောက်ကနေပြီးတော့ဒီအားတဲ့ချိန်တော်တက်တဲ့ဟာက28000လောက်ကနေပြီးတော့အဲမှာ30နဲ့1000လောက်ထိပေါ့နော်ဒါဖြစ်နိုင်တယ်ပေါ့နော် okay အဲ့ဒါနှစ်ပတ်ကြောင်တက်တဲ့ဟာကကြတော့ဒီ23000လောက်ကနေပြီးတော့စတာပေါ့နော်အမှ23000လောက်ကနေပြီးတော့အဲ 30လောက်ထိဒါရှိနိုင်တယ်ပေါ့နော်အဲဒီနေရာမှာအော်တိုနဲ့မန်နူရယ်နဲ့ဆိုရင်ပေါ့နော်ဟောဒါဈေးကကျတော့ဒါကွာသွားတယ်ပေါ့နော်မန်နူရယ်ကဒီအော်တိုထက်စာရင်ပေါ့နော်အဲဒီ4000လောက်ပုံများတယ်ဆိုပြီးတော့ဒါနားလေတာပြင်အဆင်ပြေတယ်ပေါ့နော် Okay အားကြောင့်မို့ကိုကဘယ်ပလန်နဲ့ယူလို့အဆင်ပြေလဲပေါ့နော်ဆိုတဲ့ဟာကဥမာ မြန်မာလိုင်စင်ရှိတယ်ဆိုရင်တော့ဒါလိုင်စင်ချင်းတဲ့ပုံစံမျိုးနဲ့ဒါယူပေါ့နော်โอเคမြန်မာလိုင်စင်မရှိဘူးဟိုဒါမှမဟုတ်ဆိုရင်မြန်မာလိုင်စင်တော့ရှိရဲဒါအကြောင်းမျိုးမျိုးကြောင့်လိုင်စင်ချင်းလို့မရဘူးပေါ့နော်အဲအဲ့လိုမျိုးဆိုရင်တော့ကိုကကောင်းမောင်းတက်တဲ့လူဆိုရင်တော့ဒါတိုက်ရိုက်ဖြေတဲ့ plan နဲ့ဒါယူပေါ့နော်ဆိုတော့ကိုကအဲခုနပြောတဲ့တိအချက်ကိုနှစ်အချက်ကိုဘာမှအဆင်မပြေဘူးဆိုရင်တော့ဒါဒါကားချောင်းတက်ပြီးတော့ဒါယူပေါ့နော် အဲကားကြောင်းတက်ပြီးတော့ယူတဲ့အခါမှာဆိုရင်လည်းဥမာပတ်စံနေအများကြီးအကုန်မခံချင်ဘူးပေါ့နော်ဆိုရင်အမထွေတာတဲ့နေလေးရှိရပေါ့နော်အဲ့ဒါကကြတော့ဒီ amount တည်တန်းတင်ပေးတဲ့အကြောင်းကိုဒါရွေးတက်ပေါ့နော် အမောင်းတီးတန်းတင်ပေးတဲ့အကြောင်းဆိုရင်အမဝါသက်ရှိစမှာတင်းတန်းတက်နေရလို့တချို့ပေါ့နော်အကအဲ့လိုအမောင်းတီးတန်းပဲတက်ကြရပေါ့နော်အဲတက်တက်တယ်ဆိုရင်အမောင်းတီးတန်းတက်ရင်အမ15000ကုန်နေလူတွေရှိသလို18000ကုန်နေလူတွေဒါရှိရပေါ့နော်အဲ့လိုမျိုးအမောင်းတီးတန်းတက်ပြီးတော့အရေးဖြေရကြတော့မတက်ဘူးပေါ့နော်ရေးဖြေရမတက်ဘဲနဲ့အဲဒီကအဲကိုကိုအမောင်းတက်တဲ့ကြောင်မှာအမောင်းဖြေတယ်အဲပြီးရင်ဒါရေးဖြေကိုလမ်းစီအောင်မှာဒါတွက်ဖြေတဲ့ပုံစံမျိုးနဲ့လဲဒါယူလို့ရတယ်ပေါ့နော် โอเคနောက်ဗီဒီယိုတွေမှာပေါ့เนาะတခုချင်းစီရောဒီစိတ်ပေါ့เนาะထပ်ပြီးတော့ share လုပ်ပေးမယ်ပေါ့เนาะအဲအဆုံးတိကျပြီးတဲ့အကြောင်းမို့ကျေးဇူးများကြီးတင်ပါတယ်ဥမာကားနဲ့ပဲဖြစ်ဆိုင်ငယ်နဲ့ပဲဖြစ်ပေါ့เนาะပတ်သက်ပြီးတော့တခုတိကျနေဆိုရင်ပေါ့เนาะလာမေးလို့ရပါတယ်